chapter 258မှာတော့အီစာကီရဲ့ပြောင်းပြောင်းလာတဲ့လေဘော်တိုက်ရိုက်ကန်ချက်ကပရိသတ်တွေအားလုံးကိုအားအသင့်စေခဲ့တဲ့အပြင်ဦးမှာဘတ်စတမန်ချင်းအတင်းတော့လေတီကိုရယူပေးနိုင်ခဲ့ပါတယ်အီစာကီလက်စားတာခံခဲ့ရတဲ့ရေနဲ့ခိုင်စာတို့ကတော့အကြီးအကျယ်ပောက်ကွဲနေခဲ့ကြပါတယ်လေဘော်မှာဒီမဲ့ကမဲချရော့ကိုပြောင်းသွားတဲ့အီစာကီရဲ့ကန်ချက်အတိတ်ကအားလုံးကိုအံ့ဩသွားစေပြီးအီစာကီကအခုချိန်ထိတိုးတက်ပြောင်းလဲနေတော့မှာပဲမဲတာဖို့အကြီးကြီးသွားပြီဖြစ်တဲ့ကပတိန်အမေရိကကတော့သူ့စီရနေနောက်ထပ်လူပေးမှုတွေကိုထပ်ပြီးမျှော်လင့်မနေနဲ့လို့ပြောလိုက်ပါတယ် ီစာကြီးတယောက်ကလည်းငါမင်းလိုကောင်စီရထပ်ပြီးအကူအညီယူရောမှာမဟုတ်ပဲအရင်လိုတယောက်ကိုတယောက်အနိုင်ယူဖို့ကြိုးစားကြမယ်လို့အီစာကီကပြန်ပြောလိုက်ပါတယ်စကားပြောနေတော့မှပဲနောက်ကနေဟီယိုရီကအီစာကီရဲ့ကန်ချက်တွေကိုချီးကျူးနေခဲ့ပြီးအီစာကီကလည်းအောင်းစရာကောင်းတဲ့ဟီယိုရီရဲ့ pass ကိုချီးကျူးလိုက်ပြီးနှစ်ယောက်သားအပြန်အလှန်ချီးကျူးနေခဲ့ကြပါတယ်နောက်ပြီးတော့သူ့ရဲ့ဖြစ်တင်ပုံကပ္ပတိန်အမေရိကကခေါင်းတိုက်ပေါ်နဲ့အီစာကီကိုကူညီလိုက်မယ်ဆိုတဲ့အရာကိုဘလို့ပုံဖော်လိုက်တာလဲလို့ဟီယိုရီကမိတဲ့အခါမှာအီစာကီကလည်းဟီယိုရီရဲ့လူပိမှုကသူ့စီကိုတိတိကျကျရောက်မယ်ဆိုတာခံမှန်းခဲ့ပြီး ကပ္ပရိအမေရိကရဲ့ကူညီမှုအတွက်ကတော့ရှီရိုကိုဖျက်ဆီးပစ်ချင်တဲ့သူ့ရဲ့စိတ်ကိုအီစာကေးကယုံကြည်ခဲ့ပြီးရှီရိုကိုလည်းတယောက်ချင်းရှင်တဲ့အခါမှာအနိုင်နိုင်လိုက်မယ်လို့အီစာကေးကယုံကြည်ခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဟီရီကနားလည်သွားခဲ့ပြီးအီစာကီတယောက်ထဲကပဲလုံနိုင်တဲ့ပေါင်းဆက်မှုနဲ့ကန်ကြအစ်တစ်ပေါင်းဆက်ပြီးအဆုံးသတ်လိုက်တာမလားလို့ပြောတဲ့အခါမှာတော့အီစာကေးက "तू ပြောသလိုမျိုးကန်သိမှုစူးစမ်းခဲ့တာမဟုတ်ပဲ။ကိုရဲ့အရှိမလွတ်နေခဲ့တော့ကခိုင်စားနဲ့ရင်ရောက်လာမယ်လို့မထင်ထားခဲ့ပဲ။အဲ့လိုအခိုက်အတန့်ခဏလေးမှာသူတို့နှစ်ယောက်ကိုဖြည့်ရှင်းနိုင်မှုအတွက်အကြံဉာဏ်ပေးခဲ့တဲ့ကန်ချက်ကတော့နာဂီရဲ့ ဂျက်ကလင်ရှော့ပဲဖြစ်ပါတယ်အဲ့ဒီနာဂီရဲ့ကံချက်ကဣဆာကီရဲ့ခေါင်းထဲမှာအခုချိန်ထိရှိနေခဲ့ပြီးအဲ့ဒီအတွက်ကြောင့်ပဲခိုင်ဇာနဲ့ရင်ကသူ့ရဲ့ရွေးချယ်ချက်ကိုပြေပြင်ဖို့ကြိုးစားခဲ့ရတော့မှဣဆာကီကတတိရှိရှိနဲ့ပြန်ပြီးတော့ဖန်တီးနိုင်ခဲ့ပါတယ်ပြောရမယ်ဆိုရင်အဲ့ဒီကံချက်ကနာဂီရဲ့ဖန်တီးနိုင်စွမ်းနဲ့ဣဆာကီရဲ့ဒရိုက်ရှော့တို့ရဲ့ပေါင်းစပ်မှုပဲဖြစ်ပါတယ်နာဂီစီကအတူခိုးခဲ့တယ်ဆိုပေမဲ့အစကတည်းကမမြင်ဘူးဆိုရင်လေလောက်ဖို့အတွက်မဖြစ်နိုင်နဲ့နဖက်တန်တယောက်ရဲ့လေဘော်ကံချက်ပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဘယ်ဘက်ကပဲလူယူဖို့ကြိုးစားကြိုးစားနှစ်ဖက်လုံးနဲ့အယောင်ပြနိုင်တဲ့အတွက်ကြောင့် ီစာကြီးကအခုချိန်မှာရတန်းလုံးမရနိုင်ဖြစ်နေခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့အခုချိန်မှာအီစာကြီးကအန်အောင်စရာလက်နက်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။အန်အောင်စရာကောင်းတဲ့ကန်ချင်းနဲ့အီစာကြီးကိုဘတ်ချစ်ကလည်းချီးကျူးလိုက်ပြီးဘတ်စတမန်ချင်းအသင်းရဲ့ကစားပွဲကိုအီစာကြီးကိုအဓိကထားပြီးဘတ်ချစ်ကပြောင်းလဲလိုက်ပါပြီ။အဲ့ဒီအတွက်ကြောင့်လူစားလဲတဲ့အခါမှာဂရင်းကိုထုတ်လိုက်ပြီးဂရင်းနေရာမှာကုရိုနာကိုအစားဝင်ခံလိုက်ပါတယ်။ အခုဆိုရင်တော့ခိုင်သာကိုထောက်ခံပေးနေတဲ့ Green ကိုအစားထိုးလိုက်ပြီဖြစ်လာကြအောင်ခိုင်သာကိုကူညီဖို့အသက်ဆိုရင် next step ပဲကျန်တော့ပါတယ်ကိုတကူကအသင်းရဲ့အရာအလုံးပြောင်းလဲသွားခဲ့ပြီဘတ်ချစ်ကလည်းဘတ်ဆက်မှန်ချင်းအသင်းကိုအီစာကီရဲ့ကိုကအောင်ပွဲကိုယူဆောင်သွားပေးမယ်လို့ယုံကြည်နေခဲ့ပြီးခရိုနာကလည်းအသင်းနဲ့ဝင်ရောက်လာပြီဖြစ်လို့ကစားပွဲကိုထိန်းချုပ်ရတာပိုပြီးတော့လွယ်ကူလာခဲ့ပါပြီအီစာကီရတာနောက်တဲ့တကူသူယူနိုင်မယ်ဆိုရင်ခိုင်သာကိုလုံးဝဝါမျိုးနိုင်မှာဖြစ်ပြီးဘတ်ဆက်မှန်ချင်းအသင်းတည်င်းလုံးကလည်းအီစာကီရဲ့အပိုင်းဖြစ်လာတော့မှာပဲဖြစ်ပါတယ် အဲ့ဒီအပြေမှာနောက်ထပ်တကိုးသွင်းပြီးသုံးကိုးစက်လိုက်သွင်းယူမယ်ဆိုရင်တော့ရီယွန်ကြောတက်သွားမှဖြစ်ပြီးနီယိုအေဂိုစလီရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမှဖြစ်ပြီးတော့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုဆိုတဲ့ပုံရိပ်ကိုဖန်တီးရပို့ပြီးလဲကူလာမှဖြစ်ပါတယ်ဘောလုံးကန်တဲ့အန်နမီလို့တော့ပြောရတာပဲ anyway ခိုက်စားရလေသူ့ရဲ့နေရာကိုလူယူသွားခဲ့တဲ့အီစာကြီးကိုဒေါ်လာထောင်းနေခဲ့ပြီးအခုလိုကန်ချက်တွေကိုဖန်တီးနိုင်ဖို့အရာဆိုရင်တန်မိုးကတော်တော်လေးမြင့်တဲ့နေရာအထီးကိုခုံးသက်သွားမှဖြစ်ပြီးတော့ဘတ်စတမန်ချင်းတရင်လုံးလည်းအပိုင်သိန်းသွားမှဖြစ်ပါတယ် အမေပြောက်ခံရမှာအီစာကီစီမှာရှုံးမအောင်ရမ်းကြောက်နေခဲ့ပြီးခိုင်စာရဲ့ဖွဲ့စည်းပုံမှာတယောက်တည်းကျန်တော့တဲ့နတ်နဲ့အီစာကီရွေးချီကိုနင်းချေဖို့လှုပ်ထားတယ်ဆိုတော့မဖြစ်နိုင်လားတဲ့အဲ့ဒီလက်နက်ကိုအီစာကီအရာအလုံးကိုမသိမ်းမိုက်ခင်မှာပြပြေစုံအောင်လှုပ်ဖို့လိုအပ်နေပါပြီအဲ့ဒီလုံနေပဲကစားပွဲကပြန်လည်စတင်ခဲ့ပြီး နာနာဆယ်ရဲ့အကူအညီနဲ့ရင်းရတပတ်အသင်းစီကိုထိုးပေါင်းနေတော့မှာပဲအတန်တန်ကိုကြားခဲ့ပါတယ်အတန်လာရကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ Charles ကလိုကီကိုလူလဲပေးဖို့အတွက်တောင်းဆိုနေခဲ့ပါတယ်ရှီတိုရဲ့လမ်းကြောင်းအပိတ်ခံထားတဲ့အတွက်ကြောင့် Charles ကတဖြည်းဖြည်းနဲ့ပြင်းလာခဲ့ပြီး Charles ရဲ့မကောင်းတဲ့အကျင့်ဖြစ်တဲ့ပြင်းလာတဲ့အချက်ကတပန်ပြန်ပြီးတော့ပေါ်လာခဲ့ပါပြီတပတ်မှာ Hiori နဲ့ Raichi ကရင်းကိုဝိုင်းကတ်ထားပြီးရင်းမှလည်းပေးစီရလူမရှိတော့တဲ့အတွက်ကြောင့်ဖြတ်ထုတ်ခံလိုက်ရပါတယ်ရင်းကအသာတကြီးလေးဖြတ်ထုတ်ခံလိုက်ရပြီးပြန်ထွက်လာတဲ့ဘောလုံးကိုတော့ခရိုနာကထိန်းလိုက်ပါတယ်ဘောလုံးရသွားခဲ့တဲ့ခရိုနာအတွက်နောက်ထပ်လှုပ်ရှားတစ်ခုကတော့ အီဇာဂီစီယိုလူပေးဖို့အတွက်ပဲဖြစ်ပြီးပေးလိုက်တဲ့အချိန်မှာခိုင်စာဖျက်လုသွားခဲ့ပါတယ်နက်စကိုလည်းအဲ့ဒီလက်နက်ကိုထုံထုံဖို့အတွက်အချိန်ကြာပြီလို့ပြောလိုက်ပြီးလက်နက်ကတော့ Magnus Effect ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ဆယ်ရက်ဘတ်စတာမန်ချင်းရဲ့လေ့ကျင့်ရေးခွင်းမှာခိုင်စာနက်စကိုကန်ချက်အစ်တောင်ပြောပြနေခဲ့ပါတယ်ကန်ချက်ကပုံမှန်ဆိုရင်ဘေးနာဖျက်သွားတာဆိုပေမဲ့အပေါ်ထောင်သွားတာတွေဘေးကိုလဲသွားတာတွေရအကြောင်းပြချက်တွေရှိကြပြီးတော့ဒီတိုက်လုံးနဲ့ဘောလုံးလဲတဲ့နှုံးကအတူညီနေမယ်ဆိုရင်ပို့ပြီးတော့စွာအပြင်းမှဖြစ်ပြီးမတူညီဘူးဆိုရင်တော့အားနေမှဖြစ်ပါတယ် လက်ချက်ကပို့ပြီးတော့အားပြင်းနေမယ်ဆိုရင်ဘောလုံးရဲ့လမ်းကြောင်းပြောင်းသွားမှာဖြစ်ပါတယ်အခုချိန်ထိခိုင်စာရဲ့ကံချက်တွေကတဲတဲ့ပဲသွားတဲ့အမြန်နှုံးနဲ့အားပေါ်မှာမိခိုနေခဲ့ပြီးလမ်းကြောင်းနဲ့လက်ချက်တွေကိုအတုံးမပြုတ်ခဲ့ပါဘူးဒါပေမဲ့ဒီဒီချိန်မှာတော့ခိုင်စာအင်ဘက်ကိုလက်ချက်ထည့်ပြီးတော့စတန်တက်တော့မှာပဲဖြစ်ပါတယ်မကန်ကြီးမဘယ်နေရာကိုကမ်းရမလဲဆိုတာတည်ထားဖို့လိုအပ်ပြီးကမ်းမဲ့အမကလေးတူးရဲ့ဘဟုချက်ဖြစ်လာမှာဖြစ်ပါတယ်နေအောင်တတ်မှတ်ပြီးကန်လိုက်တဲ့အချိန်မှာတော့ဘောလုံးကလွဲသွားရည်လို့ထင်ရပေမဲ့ယူလော့စရာလဲချက်နဲ့ဂိုးရဲကိုရအောင်ဝင်သွားခဲ့ပါတယ် အဲ့ဒီကန်တဲ့နဲ့ဆိုရင်ရှေ့မှာပိတ်နေမယ်ဆိုရင်တော့မှကန်သွင်းနိုင်မှာဖြစ်ပေမဲ့လူတီတီချာချာပေးဖို့တော့လိုအပ်ပါတယ်တကယ်ပွဲထဲမှာဘောလုံးရွေးနေတဲ့အချိန်မှာကန်ရမယ်ဆိုရင်တော့ကန်ချက်ကလုံးဝခက်ခဲပါလိမ့်မယ်တခါမှတော့မစမ်းကြည့်ရသေးဘူးဆိုပေမဲ့တေချာပေါအောင်မြင်မယ်လို့ခိုင်စားယုံကြည်ထားပါတယ်ကန်သွင်းရမယ့်နေရာကိုခိုင်စားရှာတွေ့သွားခဲ့ပြီးဘောလုံးကရွေးနေတဲ့ဆိုပေမဲ့ခိုင်စားကတော့ဂီယူမဆိုင်ပဲမဖြစ်နိုင်တဲ့စိန်ခေါ်မှုကိုခိုင်စားအင်ဘက်မက်ဂနက်စ်နဲ့ဂိုးပေါက်တဲကိုကန်သွင်းလိုက်ပါတယ်ဘောလုံးကပွေသွားပြီးဂိုးထဲကိုဝင်တော့မယ်လို့ထင်ရပေမဲ့ ကြိုတင်မလင်းကြည့်ခဲ့တဲ့အတွက်ကြောင့်လေချက်ကမလုံလောက်ခဲ့ဖြစ်သွားခဲ့ပါတယ်။ဤစားကြီးကလည်းခိုင်စာလွဲသွားတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပြီးခိုင်စာရဲ့အခြေအနေကတပြေးပြေးနဲ့ပြိုကွဲနေခဲ့ပါပြီ။ကောင်းလေးရဲ့နာမည်ကတော့မိုက်ကယ်ခိုင်စာပါ။သူ့ရဲ့ငယ်ဘဝကတော့ဘလူးကလေးမျိုးမှတောင်းခိုင်နေမှာမဟုတ်ပါဘူး။အမေကနာမည်ကြီးတယောက်ဆောင်အဖေကနာမည်ကျော်ဒါရိုက်တာတယောက်ဖြစ်ပေမဲ့ကောင်းလေးနဲ့သူ့အဖေကိုထားရိုက်ခဲ့ပါတယ်။ထားထားခဲ့တဲ့အမေဖြစ်သူကတော့ဟောလီဝုဒ်မှာတပြေးပြေးနဲ့အောင်မြင်လာခဲ့ပြီးကြည်ကွဲနေခဲ့တဲ့ရှက်ကီဘဲကြီးကတော့ သူ့ရဲ့ဘောအတိတ်ပဲမဲစားနဲ့ဖျက်တမ်းနေခဲ့ပါတယ်။အရေးသမားလောင်ကစားသမားအဖေနဲ့နေတိုင်းနီးပါအနှိမ့်ဆက်ခံရင်ခိုင်စာလေးကကြီးပြင်းလာခဲ့ပါတယ်။တခြားနေတဲ့နေရာလည်းမရှိတဲ့အတွက်ကြောင့်အနီးအနားစတိုးဆန်နေစားအစာတွေကိုနေတိုင်းခိုးယူခဲ့ပါတယ်။ကြောက်ရွံ့သွားရင်အဆူခံအရက်ခံအမှဖြစ်ပြီးအဲ့ဒီအချက်တွေကြောင့်ကောင်းလေးကတခိုးအလုပ်ကိုမြင်မြန်ဆက်ဆံပဲကြွညင်ခဲ့ပါတယ်။ဒါပေမဲ့လေသူ့အလုပ်သူအောင်မြောင်လွတ်နိုင်ခဲ့ရင်တောင်မှအရက်ခံအမှအနှိမ့်ဆက်ခံအမှဖြစ်ပြီးမက်ကယ်ဆိုတဲ့နာမည်ကသူ့အမိမထွက်သွားခင်မှာပေးသွားခဲ့တဲ့နာမည်ဖြစ်ပြီး အဖေဖြစ်သူကတော့နည်းနည်းလေးအောင်ခီးမဆိုင်ပဲဒေါသတွေအားလုံးခိုက်စားအပေါ်မှာပုံချနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့အမိထားသွားခဲ့တယ်နင်းစီပွေတပွင့်ရုံတော့မြင့်မြတ်နုံတို့တင်ထားစေဖြစ်ပြီးခိုက်စားတော့သူ့ရဲ့ဘဝကိုဖျက်ဆီးသွားတဲ့သူတယောက်ရဲ့လက်ဆောင်တစ်ခုကိုဘာလို့အခုချိန်ထိတင်ထားလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်ခိုက်စားအမွေးခဲ့တဲ့အတွက်ကြောင့်သူ့အမိထားသွားခဲ့တာအရာအားလုံးကသူ့ကြောင့်ဆိုပြီးတော့အမြဲတမ်းနှိပ်စက်နေခဲ့ပါတယ်ဘလို့ကလေးမျိုးမှခဏရင်ရှိမှမဟုတ်တဲ့အရာမျိုးကိုခိုက်စားတောင်းခံခဲ့ပါတယ်ခိုက်စားအသက်ကြီးလာတာနဲ့အမျှဒီလိုနေရာမျိုးကနေထွက်သွားခြင်းတဲ့စိတ်ကပုံပုံပြင်းထန်လာခဲ့ပြီး ဖိုးစံယေတနာတွေကိုရောင်းရင်းနဲ့ပတ်စံတွေကိုသူ့အတွက်သူပဲတင်းခဲ့ပြီးကောင်းလေးရဲ့ဘဝအခုချိန်မှမှစတင်တာဖြစ်ပါတယ်စနေနေ့ပြည့်မွေးနေ့မှာတော့သူ့ကိုယ်သူအတွက်ဝင်းနေလက်ဆောင်တစ်ခုခုဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်စားစရာထက်ကြာရှိခံမဲ့အရာတစ်ခုခုကိုခိုင်စာလိုချင်နေပြီးအချိန်ကြာမြင့်စွာနှိမ့်ဆက်ခံရပြီးတဲ့နောက်မှာခိုင်စာလိုချင်တဲ့အရာကတော့ သူ့အတွက်အသက်ဆက်ရှင်ဖို့အကြောင်းပြချက်တစ်ခုကိုဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီຢာတော့ဘလုံးစလုံးပဲဖြစ်ပြီးနိုင်ရန်စီကိုပြစ်လိုက်ရင်ခိုင်စာစီကိုပြန်ပြီးတော့လိမ့်လာပါတယ်။စိတ်လိုတဲ့အခါထိုးမယ်၊ကမ်းမယ်ဆိုရင်တော့မှမိုးရာစိတ်ဆိုးရမျိုးမရှိပဲဘေးကနေအမြဲတမ်းရှိနေခဲ့ပြီးပါတယ်။ခိုင်စာကအမြဲတမ်းသူ့နဲ့သူ့ဘလုံးဒီလိုနေရာမျိုးကနေထွက်သွားနိုင်မှုအတွက်အမြဲတမ်းအိမ်မက်မက်ခဲ့ပါတယ်။တတိမှာတော့ယတနာဆိုင်ဖောက်တွင်းမှုမှာဖမ်းမိထားခဲ့တဲ့တခိုးတွေတဲ့အတယောက်က ခိုင်သာရဲ့နာမည်ကိုပြောခဲ့ပါတယ်။ကောင်းလေးနဲ့တခိုးနဲ့ကလည်းတယောက်ကိုတယောက်တီးကြတဲ့အတွက်ကြောင့်ခိုင်သာအပြစ်ကင်းတဲ့ဆိုပေမဲ့အမိမြတ်မရှိအဆွဆွဲခံခဲ့ရပြီးတော့ကြောက်ချခံခဲ့ရတာပါ။အခုချိန်ကျမှဖာသာကြီးကလည်းစုံမခဲ့တယ်လို့လို့ဘာလို့လို့လေးလုံနေခဲ့ပြီးခိုင်သာရဲ့အိပ်ရာပြီးမှထားထားတဲ့မိကန်တစ်တာတွေကပတ်စံတွေကိုယူလာခဲ့ပါတယ်။စုံမကြအောင်ဆောင်းနေပေမဲ့တကယ်တမ်းမှာတော့သူ့ကိုအတိမပေးခဲ့တဲ့အတွက်တင်းနေခဲ့တာဖြစ်ပြီးခိုင်သာကတော့နည်းနည်းလေးတော့ခင်ယူမဆိုင်ပါဘူး။နောက်ကျရင်ပြန်ရှာလို့ရတယ်ဆိုပြီးတော့စိတ်အေးထားနေခဲ့ပေမဲ့ ခုနကတော့ရဲရခိုင်စာတန်ဖိုးအထားအဆုံးဖြစ်တဲ့ခိုင်စာရဲ့ဘောလုံးသူ့အဖေစီကိုယူလာခဲ့ပါတယ်အထဲမှာပတ်စံတွေထောက်ဝတ်ထားသီးလားဆိုပြီးခွဲပေါ်လို့တဲ့အခါမှာတော့ခိုင်စာကလေထဲကိုခုံအောင်လိုက်ပြီးမျက်နှာကိုအားရပါရကန်လိုက်ပါတယ်ကျန်တဲ့လူတွေကိုလည်းလက်ထိတ်ခက်ခန့်ထားတဲ့အနေထားကနေတယောက်ချင်းစီကိုခိုင်စာကရှင်းလင်းနေပြီးတော့အဲ့ဒီခိုက်တက်မှာခိုင်စာရဲ့အသိမန်းတတန်အစ်စ်ကပေါ်ထွန်းလာခဲ့ပါတယ်နောက်ဆုံးတော့လည်းဖမ်းခံခဲ့ရပြီးတော့ FIFA ဥက္ကဋ္ဌရေဒါကမင်းသားဘောလုံးကစားမယ်ဆိုရင်ဒီနေရာကနေထုတ်ပေးမယ်လို့ရေဒါကပြောလိုက်ပါတယ် ခိုင်ဇာရဲ့လက်ပေးမှာနှင်းစီပုံစံတက်တူးကိုလည်းထိုးပေးလိုက်ပြီးခိုင်ဇာလိုမျိုးဆိုင်ရိုင်းနှုံးတွေကိုကဘာအနှံ့ရှာပွေနေတာလို့ဘရိတက်ကသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးခိုင်ဇာကိုဗတ်ဆက်မှန်ချင်းအတင်းရဲ့လက်ချင်းအတင်းကိုပို့ပေးခဲ့ပြီးပရိုဆာမေးပွဲကိုအအောင်ဖြေဖို့ဘရိတက်ကပြောခဲ့ပါတယ်နှောင်ချလာတဲ့နေရာနေလူမြတ်ဖို့စူးစမ်းနေတဲ့ခိုင်ဇာကတော့ထထားဖို့အတွက်ဘာမှမဆိုလုံးမှာဖြစ်ပါတယ် အတင်းရလူတွေကခိုင်စာကိုဖော်ဖော်ရည်ရည်ဆက်ဆံကြရဆိုပေမဲ့အနှိမ့်ဆက်ခံဘွားနဲ့ကြီးပြင်းလာတဲ့ခိုင်စာကတော့ကြီးကြီးနန်းနန်းဆက်ဆံပေးတဲ့အခါဘာလို့အမှန်မသိပဲအကုန်လုံးနဲ့ရန်ဖြစ်ခဲ့ပါတယ်ဘလုံးဆိုတာစတဲ့ရောက်ကစားတဲ့အာကစားဆိုပေမဲ့လူအမုန်းခံရတဲ့သူတွေဆိုရင်တော့ပတ်စီရမှာမဟုတ်ပါဘူးခိုင်စာအနေနဲ့ဒီလိုပတ်ဝန်းကျင်မျိုးမှာရှင်းတန်းခြင်းနဲ့ဆိုရင်တော့တယောက်တည်းတိုက်ခတ်နိုင်မယ်လက်နက်တစ်ခုကိုတီထွင်ဖို့လိုအပ်ပြီးတယောက်တည်းလုံနိုင်မှာမဟုတ်တဲ့အတွက်သူ့ကိုတိစဆောင်းသိမယ်နောက်လိုက်တယောက်ကိုခိုင်စာကလိုအပ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲဗတ်ဆမ်မန်ချင်းအတင်းရဲ့ခြေစံပွဲမှာတော့ ပြိုလဲနေခဲ့တဲ့ Nets ကိုရှာတွေ့ခဲ့ပြီးသူ့ရဲ့ dribbling နဲ့လူပေးပုံနဲ့စိတ်ကူးတွေအားလုံးကတခြားသူတွေအားလုံးထက်တာလုံနေခဲ့ပြီး क्वे ပြနေခဲ့ပါတယ် Nets ရဲ့နှလုံးသားကိုအပိုင်သိနေနေဆိုရင်အခုချိန်ကအချိန်ကောင်းပဲဖြစ်ပါတယ်ဒီလိုနဲ့ Nets ကိုစတင်တွေ့ရှိခဲ့ပြီးခိုင်စားကလည်းတခြားသူတွေရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးရတယ်သူ့ရဲ့ပင်ကိုယ်စဲကိုတဖြည်းဖြည်းနဲ့နားလည်လာခဲ့ပါတယ်ခိုင်စားကအဲ့ဒီရန်လိုစိတ်နဲ့ပဲသူ့ရဲ့တည်ရှိမှုကိုတတ်သိပြခဲ့ပြီးတခြားသူတွေနှလုံးသားကိုဖျက်ဆီးပစ်တဲ့နာကျင်စရာတွေနဲ့ဆက်လက်ရှင်သန်စီတဲ့ခိုင်စားဆိုတဲ့မကောင်းဆိုးဝါးကပေါ်ထွန်းလာခဲ့ပါတယ် ခိုက်သားတခြားသူတွေရဲ့အိမ်မက်တွေကိုဖျက်ဆီးပြီးတံမိုးထယုံကြည်ရတဲ့အရာတွေကိုပြောင်းလဲပစ်တဲ့မဖြစ်နိုင်အောင်ဆိုတဲ့တင်ကေသစိတ်ပြအားငယ်မှုကိုတင်ကြပေးတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့လိုမျိုးလုပ်ပြီးတိုင်းခိုက်သားခံစားခဲ့ရတာကတော့သူတဖြည်းဖြည်းနဲ့လူသားဆန်လာတယ်ဆိုတဲ့အရာဖြစ်ပြီးအချိန်နှင်းမှာပဲခိုက်သားကသူ့ရဲမုံမာတယ်ဆိုတဲ့သူ့အဖေကိုနားလည်လာခဲ့ပြီးခိုက်သားကိုနှိပ်စက်ခဲ့ရတဲ့အကြောင်းရင်းကသူ့အသက်ရှင်နေရတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ကျင်းသူတင်မာရီလို့ပြောမဲ့အစားနေတိုင်းရဲနှက်ခဲ့ပြီးချစ်တယ်လို့ပြောမဲ့အစားအတုံးမကြတဲ့ကောင်ဆိုပြီးခေါ်ခဲ့ပါတယ် ကမ္ဘာအကောင်ဆုံးဖြစ်ဖို့ကြိုးစားနေရလို့ခိုင်စာတဖြည်းဖြည်းနဲ့သူ့အဖေနဲ့တူလာခဲ့ပြီးခိုင်စာစီမှာကမ္ဘာအကောင်ဆုံးဖြစ်ဖို့ဆိုတဲ့အိမ်မက်တစ်ခုရှိလာခဲ့ပါတယ်ဒီလိုနဲ့ပဲကစားပွဲကပြန်လည်စတင်ခဲ့ပြီးတပတ်တင်ကိုသမားဖြတ်တင်ပေးလိုက်တဲ့ဘောလုံးနက်စကခေါင်းနဲ့တိုက်ပြီးအောက်ကိုချပေးလိုက်ပါတယ်ဘောလုံးကခိုင်စာစီကိုရရှိသွားခဲ့ပြီးဂိုးနဲ့35မီတာမှာရှိနေခဲ့ပြီးတော့နောက်5မီတာဆိုရင်ကန်သွင်းတဲ့နောက်မှာမလို့အခွင့်အရေးရခဲ့မယ်ဆိုရင်မလွဲစေရတော့ဘူးလို့ခိုင်စာကတွေးနေမိပါတယ်ကံမကောင်းစွာနဲ့ ပြီးမှရင်းနဲ့အီစာကီညလုံးကတပြိုင်နက်တည်းရှိနေခဲ့ကြပြီးရင်းတားလိုက်တဲ့ဘောလုံးကိုအီစာကီကပြန်ကာလိုက်ပါတယ်ခိုင်စာရယူခဲ့တဲ့မြအရာအလုံးကအခုချိန်မှဆိုရင်တော့အကုန်လုံးဖျက်ဆီးခံလိုက်ရပါပြီအဲ့ဒီအချိန်မှအီစာကီကခိုင်စာကိုဒီအတင်းကိုမင်းမပိုင်တော့ဘူးဒီတော့ငါ့ကိုဒူးထောက်ဆန်းဒူးပြက်လေးဆိုပြီးခိုင်စာရဲ့စိတ်ဓာတ်ကိုချိုးနှိမ်လိုက်ပါတယ်အဲ့ဒီအချိန်မှပဲဘာချစ်ကခိုင်စာကိုအခုလိုအတားနဲ့ဆက်ပြီးတော့တိုက်ခိုက်ခံပြီးဒုတမှုဆိုတာဒုက္ခတွေကြားမှာပဲဖြစ်ပေါ်လာတတ်တယ်လို့ခိုင်စာကိုပြောနေခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ ီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်အပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့။